ရခိုင်တော့ပါဘူးတမီးရဲ့စစ်ပင်မန်းလူပင်မန်းကိုလေဟိုဘလူမှကျေးဇူးမကမ်းပြီးပြောတာမဟုတ်ပါဘူးဟိုပင်မန်းလူလေသူလည်းပင်မန်းတယ်နောက်ကမအေးလဲစိတ်စိတ်ပေါ်တမီးရဲ့တော့စိတ်တယ်အများကြီးပင်မန်းရတယ်တမီးရဲ့အန်တီတို့ကရိုးရိုးကြီးတွေလေနေအခုနေတာပဲကြည်ရိုးရိုးကြီးတွေအဲ့လိုနေတဲ့ခါကျတော့သူဒီလိုလေးဩသူဒါတွေတော့လုံနိုင်လားပဲလို့ဆိုပြီးအဲ့ဒါတော့အံ့ဩဩနဲ့ဂုံယူရပါတယ်ကိုတမီးကိုလေဒီအချိန်မှာ ိတ်ထဲမကြဘဲနဲ့ဒီပြိုင်ပွဲခရီးကိုဆုံးတဲ့အထိလျှောက်တာကိုပဲသူ့ကိုအန်ဒီရဲ့ကျေးဇူးတင်ပါတယ်နော်သူခီးလေးကိုသူလေမန်တင်းပြီးတော့လေဟိုဆုံးအောင်လျှောက်လျှောက်တဲ့အတွက်ကိုပဲကိုယ်ကျေးဇူးတင်ပါတယ်တကွဲစီနေရတော့လေအန်ဒီရဲ့ခြေတော့ကစတီကိုထည့်ထားတာထိုင်ထခုံနေပဲရအဲကြောင့်မို့သူ့နောက်ကျလည်းမလိုက်လို့မသိတော့ဘူးလေသမီးဝေဖန်တဲ့လူလည်းကျေးဇူးတင်ပါတယ်လို့သမီးကိုလိန်မာရေးချရှိအောင်အမြင်ဟိုတဲ့ပို့လူပြောရမယ်လမ်း လမ်းကြောင်းမှန်မှန်နဲ့ရှိရှိရှိကန်းရှိရှိရှောက်တတ်အောင်လူဘဝမှာသင်ငန်းစာပေးတယ်လို့သုံးပါတယ်လို့အန်ဒီကခံယူပါတယ်လို့ဘာရရအန်ဒီကဝန်တာတယ်လို့ပဲပြောရမှာနောက်ကလေးနော်ဇာတနိုင်ငံလုံးကတနိုင်ငံလုံးကတို့တွေကတမီးတို့နဲ့အန်ဒီတို့နဲ့လက်တာအမျိုးတွေပဲလေတနိုင်ငံလုံးဆိုရလဲတာတမီးတဲ့နေတရေတဲ့တောက်ဆိုတာကိုယ့်ရဲ့ရှင်မျိုးညီကမုံတို့မတွေကိုယ့်ရဲ့သားသမီးတွေပဲကိုယ့်ရဲ့သမီးတွေပဲပေါ့ ။ဒါကြောင့်မလို့အကုန်လုံးဟာညီမတွေပဲ။ဘာရရဘသူရရဘာရရကျင်တ်ပါလို့ပြောထားပြီးသားပါ။ तू ကခံနိုင်ရင်ရှိတယ်။အန်ဒီကခံနိုင်ရင်မရှိဘူး။တခါတလေအဲ့ဖက်ကြည့်မိရင်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒါကိုလေစိတ်ဆိုးလို့မရဘူးလေသမီး။သူ့ကိုပြောထားတယ်။စိတ်မဆိုးအောင်ဒါလမ်းညောင်းတစ်ခုကိုလမ်းညောင်းမှန်တစ်ခုကိုရောက်အောင်လို့ဒါကိုကျေးဇူးရှင်နေပဲနော်မကောင်းတာပြောလဲကျေးဇူးရှင်ပဲကောင်းတာပြောလဲကျေးဇူးရှင်ပဲ ဆိုတော့အကုန်လုံးဟာအမှုပညာသမားအကုန်လုံးကကိုပိရိတ်တက်လေးနော်တမီးနော်ကိုရဲ့မင်းရှင်ဟင်းရှင်တွေကြောင်းမလို့ကောင်းလွတ်လမ်းတစ်ခုကိုရောက်အောင်လို့ပို့ပေးတာဆုံးမတာလို့ခံယူပါတယ်တမီးတကွဲစီနေရတော့လေအန်တီရတယ်ခြေတော့ကစတီကိုထည့်ထားတာထိုင်ထခုံနေပဲရအဲကြောင့်မို့သူ့နောက်ကျလည်းမလိုက်လို့မသိတော့ဘူးလေတမီးဒီမှာလာတာတော့ညီမလေးတယောက်အဲလိုက်နေပေးတာသူနဲ့အတူပေါ့နော်ပြိုင်ပွဲကာလအောင်အန်တီရတော့တိုက်ဥမှာပေါ့နင်းနဲ့ အမေဆုံးသွားတာတလားပဲရှိသေးတယ်။ပြန်ခိုင်းတော့ပါဦးတမီးရဲ့စိတ်ပင်ပန်းလူပင်ပန်းလို့လေ။ဟိုဘယ်သူမှကျေးဇူးမကမ်းပြီးပြောတာမဟုတ်ပါဘူး။ဟိုပင်ပန်းလို့လေသူလည်းပင်ပန်းတယ်။နောက်ကမအေးလဲစိတ်စိတ်ပေါ်တမီးရဲ့နော်။စိတ်တွေအများကြီးပင်ပန်းရတယ်။တမီးရဲ့အန်တီတို့ကရိုးရိုးကြီးတွေလေ။နေအခုနေတာပဲကြည်ရိုးရိုးကြီးတွေ။အဲ့လိုနေတဲ့ခါကျတော့သူဒီလိုလေးအော်သူဒါတွေတော့လုံနိုင်လားပဲလို့ဆိုပြီးအဲ့ဒါတော့ အံ့ဩဩနဲ့ဂုံယူရပါလေကိုသမီးကိုလေဒီအချိန်မှာစိတ်ထဲမကြဘဲနဲ့ဒီပြိုင်ပွဲခရီးကိုဆုံးတဲ့အထိရှောက်တာကိုပဲသူ့ကိုအန်ဒီရကျေးဇူးတင်ပါတယ်နော်သူခီးလေးကိုသူလေမန်တင်းပြီးတော့လေဟိုဆုံးအောင်ရှောက်ရှောက်တဲ့အတွက်ကိုပဲကိုယ်ကျေးဇူးတင်ပါတယ်ဟောငါသမီးလေးဘာရမလဲမသိဘူးပေါ့နော်လူချင်းတတ်မှတ်မောစိတ်တော့မဟုတ်ပါဘူးသမီးရဲ့သူတော်တန်းပါတယ်ဆိုရလေဂုံယူပါတယ်သမီးဟာဂုံယူလောက်တဲ့နေရာလေးသမီးရဲ့ဒီနေရာရောက်အောင်လဲမနေ့ တို့စူးစမ်းကြရတာလေเนาะအချို့ဆိုဒီတိုင်းပြန်တဲ့သမီးလေးတွေလည်းရှိကြတယ်ဒါတော့တန်းဆိုတာနဲတဲ့အစင်မဟုတ်ဘူးလို့ပဲအန်ဒီကသတ်မှတ်ပါတယ်ခွန်ယူပါတယ်သမီးသမီးရဲ့အဲ့ဒါဘယ်လိုပြောရမလဲထိုက်တန်ရင်တော့ရမှာပေါ့သမီးရဲ့เนาะမထိုက်တန်သေးလို့မရသေးတာပေါ့နော်ကလေးเนาะဟိုရသွားတဲ့ကလေးကလည်းထိုက်တန်လို့ရတာလေသမီးရဲ့သူကဒီတော့တန်းနဲ့ထိုက်တန်လို့တော့တန်းရတာလေအဲ့လိုပဲခံယူပါတယ်သူ့လက်တလောပေါ့သူ့လက်တလောဒီဘဝတွေမှာ ဟိုခက်တန်ကြမ်းတမ်းတဲ့ဘဝတွေလည်းရှိခဲ့တယ်လေသမီးအဲ့ရဲ့ပေါ်မှာဒီခီးလန်းကိုဒီကြမ်းကြမ်းတမ်းတမ်းခက်ခက်ထန်ထန်လေးကိုအာယုံထဲမှာမထားပဲနဲ့သူကလေရှောက်တာဟုတ်ပဲအဲ့ဒါကိုယူပါတယ်သမီးခဏရေးရှင်းရင်တော့လို့ပေါ်သမီးအန်တီရတော့ခဏရေးမရှိဘူးဟာပြမနာလေသမီးနော်ပြမနာအချိန်ပြေးသွားသူ့ကိုအန်တီကမပေးနိုင်တာလေကိုကျမ်းမာရင်နဲ့အားရပါတယ်သမီးရဲ့သူစူးစမ်းတာတွေအန်တီတွေ့နေရတာလေသူအဲ့လျှောက်တာတွေပါတယ်အန်တီကတော့ အင်္ဂလိပ်လိုပြောတာအားလေးတွေကြည့်တယ်အော်တ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 ာပဲလို့အဲ့လိုလေအိမ်မှာလည်းအမေငါသမီးလေးတော်တာပဲလို့အဲ့လိုဂုံယူမိပါတယ်သမီးဒီအဆင့်ရောက်ဖို့ဆိုတာလည်းမလွယ်ဘူးလေကလေးရယ်နော်မလွယ်ဘူးမလွယ်တဲ့အတွက်ကိုဂုံယူပါတယ်လို့ဝေဖန်တဲ့လူလည်းကျေးဇူးတင်ပါတယ်လို့သမီးကိုလိန်မာရေးချရှိအောင်အမြင်ဟိုတဲ့ပေါ့လူပြောရမယ်လမ်းလမ်းကြောင်းမှန်မှန်နဲ့ရှိရှိရှိကန်းရှိရှိရှောက်တတ်အောင်လူဘဝမှာသင်ငန်းစာပေးတယ်လို့ ဆုံးပါတယ်လို့အန်တီကခံယူပါတယ်လို့အဲအားလုံးကိုကျေးဇူးတင်ပါတယ်လို့